ဒလိုင်းလာမဆရာတော်ကြီးရဲ့ Beyond Religion Ethics for a Whole Society အုပ်ကိုအနှစ်ချုပ်မြန်မာပြန်ပြီးခေါင်းစဉ်ငယ်တစ်ခုစီကို Audio ဘုတ်အနေနဲ့ဒီပုတ်ချင်းဖတ်ပြပေးနေတာဖြစ်ပါတယ်။ဘာသာပြန်စာအုပ်ကိုကပ္ပကျင်းဝလို့နာမည်ပေးထားပါတယ်။ကပ္ပကျင်းဝရွှေရှင်ချင်းရဲ့ရေတောင်းမြေကရုဏာတရားအပိုင်းတည် ူသားတွေဟာ တခြားနိုးတိုက်သရဝါတွေလိုပဲမိခင်ကနေမွေးပွားလာကြပြီးမိခင်တွေရဲ့စောင့်ရှောက်မှု လူကြီးတွေရဲ့စောင့်ရှောက်မှုနဲ့ရက်တီရှင်သန်ကြရပါတယ်မိခင်ရဲ့ဝမ်းထဲမှာကိုးလာကြီးထွားကြရပြီးမွေးပွားလာချိန်မှာဘာမှမစွမ်းသာတဲ့အခြေအနေပါမတ်တရက်လမ်းလျှောက်ဖို့နေနေသာသာအလျားထိုးတောင်မသွားနိုင်ပါဘူး ူတစ်ပါးကသာဂယုဆိုင်ပြီးပြုစုဆောင်ရှောက်မပေးကြဘူးဆိုရင်မရှင်းတန်းနိုင်ပါဘူးလူမမယ်အရွယ်မှာ ရှင်းတန်းကြီးထွားဖို့အတွက်မိခင်တို့စွကြရပါတယ်ဒီလိုမိခိုပြီး ရှင်းတန်းရတာဟာ လူသားတွေရဲ့အတွက်ချိန်ပိုးကြပါတယ်အဆိုးရွားဆုံးရာဇဝတ်ကောင်းတွေပါဝင် လူသားအလုံးအတွက်အတူတူပါပဲမိခင်ရဲ့မေတ္တာနဲ့စောင့်ရှောက်မှုသာမရှိရင် ရဲ့အနှင်းငယ်ပဲရှင်းသားနိုင်မှာပါငယ်ရွယ်ချိန်မှာသူတစ်ပါးအပေါ်အကြည့်အကျယ်မိကိုခဲ့ရတဲ့အတွေ့ဒီဝဗေဒသဘာဝအရာတွေ့တာတတ်လာပါတယ်ဒါဟာလူတွေနဲ့တခြားနှုတ်တိုက်သရဝါတွေငှက်တွေမှာတူညီတဲ့အချက်ဖြစ်ပါတယ်ကနဦးရှင်သန်မှုအတွေ့သူတစ်ပါးရဲ့ပြည့်စုံဆောင်ရှောက်မှုခံယူကြရပါတယ်ဆက်ဆက်မှုတွေ့တာမှုတွေကောင်းကောင်းကြီးခံစားကြရပါတယ် ရွယ်တာမှုမဟုတ်ရင်တောင်မှ သူတစ်ပါးနဲ့နှိစက်မှု ရှိတယ်လို့တော့ခံစားကြရပါတယ်။ဥပီးပြထားခဲ့တဲ့လက်တွေလက်ပြားတွေနဲ့မတူကြပါဘူး။လက်တွေလက်ပြားတွေဟာသာသမီတွေကို ပြန်ကြည့်တယ်လို့မရှိကြပါဘူး။သူတို့မှာသာသမီကို ပြုစုရတဲ့အချိန်ကာလရဲ့လို့မရှိပါဘူး။ဒါကြောင့်သူတို့မှာရွယ်တာမှုကိုခံစားနိုင်စွမ်းရှိရလားလို့တန်တရားဖြစ်မိပါတယ်။ ။သိမကြသေးခင် အောက်စဖို့တက္ကသိုလ်မှာဟောပြောခဲ့တဲ့တုန်းကဒါကိုသူတည်တနာလောက်ကြဖို့ပရိသတ်ထဲကသိပ္ပံပညာရှင်တွေကိုအာသအနေနဲ့ကြံပြုခဲ့ပါသေးတယ်။ပြုစုစောင့်ရှောက်ခြင်းမလိုအပ်တဲ့ဒိဋ္ဌံတွေမှာမိဘမှန်သိကြရလားဆိုတာကိုသူတည်တနာလောက်ကြဖို့ ਨੇ ကျုပ်အနေနဲ့ကတော့ဒါကိုတန်တရားဖြစ်မိပြီးသူတည်တနာရလတ်ကိုစိတ်ဝင်စားတဲ့အကြောင်းပြောခဲ့တာပါလူသားတွေအတွက်ကတော့ ပြုစုဆောင်ရှောက်ခြင်းအကြာကြီးယူခဲ့ရတာကြောင့်ကို့အတွက်သူတော်ဘာရဲ့အာယုံဆိုင်မှုနဲ့ပြေတာမှုတွေဟာအရေးကြီးတယ်ဆိုတာသိတာပါတယ်။မကြသေးခင်ကလောက်ခဲ့ကြတဲ့သူတေသနာအရာမိခင်ဒါမှမဟုတ် ကလေးထင်းသူရဲ့ကလေးအပေါ်မှာ ကိုနဲ့လက်နဲ့ထိတွေ့မှုဟာကလေးရဲ့အုံနောက်ပွင့်ပြိုးမှုအတွေ့အရေးကြီးတဲ့အခြေလို့သိရပါတယ်။လူမမေဘဝ ကလေးဘဝကရရှိခဲ့တဲ့ပြုစုဆောင်ရှောက်မှုဟာစိတ်ပိုင်းဆိုင်ရာခံစားမှုဆိုင်ရာတိုးတက်ရေးအတွေ့လင်းနေတဲ့တည်ရောက်မှုရှိတယ်လို့ခေတ္တသိပ္ပံပညာကအတည်ပြုထားပါတယ်။ကလေးဘဝကတွေ့တာမှုမရခဲ့သူတွေဟာနောက်ပိုင်းမှာမလုံခြုံမှုတွေပိုပြီးခံစားရတယ်လို့ဥဒေသနာကဆိုပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက လက်တင်အမေရိကရဲ့ဆင်းရဲတဲ့ဒေသတခုကပြိပမဲ့ဂေဟာတခုမှာပြည်စုဆောင်ရှောက်မှုတိုးတက်အောင်လုပ်တဲ့အစီအစဉ်တခုအကြောင်းကြားသိခဲ့ရတယ်။သိပ္ပံစမ်းသပ်မှုတွေစိတ်ပညာသူတေသနာတွေကိုအခြေခံပြီးလုပ်တဲ့အစီအစဉ်ဖြစ်ပါတယ်။လောက်ဆောင်တာတွေကတော့ရိုးရှင်းပြီးအတိတ်ပဲရှိတယ်။လူတွေရဲ့နှွေးထွေးမှုနဲ့တွေ့တာမှုတွေဟာစေရောကိုပါဖွင့်ပြဖို့အတွက်ရည်ကြီးတယ်ဆိုတာပြသတဲ့ လှုပ်ဆောင်ချက်တွေပါကလေးတွေအချင်းချင်းနီးနီးကပ်ကပ်ရှိနေအောင်အိတ်ဆောင်သေးသေးလေးတွေမှာထားတာမိသားစုပုံစံဆက်ဆံရေးအနောင်ဖွဲ့ရာသွားဖို့အတွက်အုပ်စုငယ်လေးတွေဖွဲ့ပြီး ပြုစုစောင့်ရှောက်ပေးတာတွေပါဝင်ပါတယ်ကလေးထင်းသူတွေက ကလေးတွေကိုဝှက်ချီတိတွေ့တာတွေများများလုပ်ပေးရတယ်အနည်းလေးပေးရင်လည်းကလေးတွေကိုစကားပြောပေးရတယ် မျက်လုံးချင်းဆိုင်ပြီးစိုက်ကြည့်ပေးရတယ်ဒီလိုရိုးရှင်းတဲ့ဆောင်ရွက်မှုတွေဟာကလေးတွေရဲ့တသက်တာလုံးအပေါ်မှာကောင်းကျိုးသက်ရောက်မှု ရှိပါတယ်လူမမယ်အရွယ်မှာ သူတစ်ပါးအပေါ်ပို့ပြီးမိခိုရပါတယ်အရွယ်ရောက်ချိန်မှာလည်းမိအခိုကင်းမသွားပါဘူးအခဲခဲကြုံတဲ့အခါသူတစ်ပါးစီမှာအကူအညီတောင်းရတာဖြားနာတဲ့အခါဆရာဝန်စီသွားရတာမျိုးပေါ့ သူတစ်ပါးစီကရွှေရှင်နဲ့လူတန်ရောစင်နဲ့မျိုးထွေးမှုတွေကြောင့်ရုပ်ပိုင်းဆိုင်ရာ ကျမ်းမာရေးတိုးတက်ကောင်းမွန်ရတာဟာဘဝတစ်လျှောက်လုံးပါပဲမကျမ်းမာရာကနေပြန်ပြီးလလန်းထူနိုင်တာဟာပန်ကန်တဲ့စေဝါကုသမှုတနည်းအားဖြင့်သွေးကြော်တဲ့ထိုးသွင်းလိုက်တဲ့ဓာတုစေဝါတွေကြောင့်ကြီးပဲတော့မဟုတ်ပါဘူးလူသားချင်းကယူတစိုက်ပြုစုဆောင်ရှောက်တာခံရတဲ့အတွေ့ ရမလာတာလည်းပါပါတယ်။ဒဲ့ကြီးအိတ်ထုတ်ဖို့ဒေလီမှာခွဲစိတ်ကုသခံခဲ့ရတုန်းကဒီသဘောတရားပူပြီးခိုင်မာသွားတယ်။အသေးစားခွဲစိတ်မှုလို့ထင်ခဲ့ကြပေမဲ့ပြုတ်ထွေးမှုတွေရှိနေလို့မိနစ်20ပဲကြာရမယ့်ခွဲစိတ်မှုက၄နာရီကြာသွားတယ်။အဲ့ဒီနောက်လလန်ထဖို့အတွက်ဆေးရုံမှာ၃-၄ရက်နေရတယ် ဆရာဝန်တွေသူနာပြုတွေကကျင့်ကျင့်နာနာပြုစုကြတယ်အဲ့ဒီရပိုင်းအတွင်းပျော်ရွှင်ကျေနပ်ခဲ့ရတာရေမောခဲ့ရတာတွေကိုမှတ်မိသေးတယ်လူသားဆန်ဆန်ကျင်နာနှွေးထွေးတဲ့ပတ်ဝန်းကျင်ကြောင့်လလန်ထမြင်ခဲ့တာသိကြပါတယ်ဘဝအဆုံးသက်ချိန်မှာလဲသူတစ်ပါးရဲ့နှွေးထွေးမှုနဲ့ကျင်နာတရားအပေါ်အများကြီးမိကိုနေရပါတယ် ငိမ့်ချမ်းပြောရွှင်ပွဲရာပတ်ဝန်းကျင်မှာချစ်ခင်တွေ့တာရသူတွေဝန်းရံထားချိန်မှာဘဝကူးရတာကအေးစေးစိမ့်ကားတဲ့ပတ်ဝန်းကျင်မှာဘဝကူးရတာတဲ့အများကြီးပိုကောင်းပါတယ်ယုတ်တိဗေဒနဲ့ကြည့်မယ်ဆိုရင်တော့ဘဝကူးချိန်မှာကိုယ့်အပေါ်ထားရှိတဲ့သူတစ်ပါးရဲ့စိတ်နေသဘောထားကကိုယ့်အပေါ်သက်ရောက်မှုမရှိနိုင်ပါဘူးဒါပေမဲ့ဘဝကူးတော့မဲ့သူတွေဟာ ူတစ်ပါးရဲ့မေတ္တာတရားနဲ့စိတ်နေသဘောထားကိုအလေးထားကြပါလေ။ဒါဟာရိုးရှင်းတဲ့လူသဘာဝပါပဲ။တခြားလူတိုင်းတော်ဝါတွေလည်းလူတွေလိုပဲရွေးချွေးမှုတွေပြေတာမှုတွေလိုအပ်တယ်လို့သိပ္ပံနည်းကျသူတ္တိသနာတွေကပြောပါတယ်။ဥပမာအားဖြင့်မိခင်နဲ့အတူ ကြီးပြင်းခဲ့ရတဲ့မြောက်တွေဟာပိုပြီးဆော့ကြတယ်။ဒေါသလည်းနေကြတယ် ဝေဖွာပြီးနောက်မိခင်နဲ့ကြွဲကြရတဲ့မြောက်တွေကတော့စိတ်တို့လွယ်တယ်။နောက်ပြီးမိခင်က ရှာနဲ့ရက်ပေးတာလိုမျိုးပြုစုယူရပေးလိုက်ရင်ကျိုးရင်သားတွေစိတ်ဖြစ်စည်းတာတွေပြောကြသွားတယ်လို့လဲဆိုပါတယ်။ဘီဇာယာစိုးရင်တတ်တဲ့ကြွမျိုးတွေတောင်မှပြုစုယူရပေးလိုက်ရင်အုံနောက်ထဲမှာတည်ငြိမ်အေးချမ်းစေတဲ့ဓာတ်သဘာဝတွေထွက်လာပြီးတည်ငြိမ်သွားရတယ်လို့ဆိုပါတယ်။ ကိုယ့်ရဲ့ချမ်းသာကြောရှင်ခြင်းဟာသူတစ်ပါးရဲ့ပြည့်စုံမှုအပေါ်မှာပဲမိခိုနေရမယ်လို့မဆိုလိုပါဘူးသူတစ်ပါးအပေါ်ကိုယ့်ဘက်ကပြည့်စုံတာက ပိုအရေးကြီးပါတယ်သူတစ်ပါးအပေါ်နှွေးထွေးမှုတွေ့တာမှုတွေပြသပြီးသူတစ်ပါးကို အစ်စ်အမှန်ဂယုဆိုင်ပေးလိုက်ခြင်းဟာစစ်မှန်တဲ့ကြောရှင်မှုရရှိဖို့ဖြစ်ပါတယ်မေတ္တာရဖို့တဲ့ မေတ္တာပေးဖို့ကပိုပြီးအရေးကြီးပါတယ်။ပျော်ရွှင်ခြင်းရဲ့ရည်တောင်းမြင့်ကရုဏာအပိုင်းတစ်ကတော့ဒီလောက်ပဲဖြစ်ပါတယ်။ကျန်တဲ့အပိုင်းတွေကိုဆက်လက်ဖတ်ပြပေးပါမယ်။မေးထွေးတဲ့ကရုဏာတရားထွန်းကားပြီးသာယာငြိမ်းချမ်းနိုင်ကြပါစေ။ From the first breath to the last, it is compassion that holds us. ပထမဆုံးအသက်ရှူလိုက်ရာကနေနောက်ဆုံးထွက်တဲ့အချိန်

Compassion is not a luxury, it is the foundation of life itself. The more we depend on one another, the more we discover the power of compassion. Happiness does not begin with wealth or power, but with the gentle touch of a kind and caring hand.

ပျော်ရွှင်မှုဟာကရုဏာတရားမှာမြင့်တွေ့ပြီးအင်းနဲ့အားနဲ့ကြီးထွားလာပါတယ် Compassion The Root of Happiness Part 1 Human beings like other mammals are born from their mothers and must rely on the care and protection of their mothers and other adults in order to survive In the womb a baby grows for 9 months and is born completely helpless At birth the baby cannot sit up, walk, or even move by itself. Without someone else's care and protection, the baby would not be able to survive. In early life, humans must drink their mother's milk to grow. This dependency on others lasts longer for humans than for most animals. This applies even to the worst criminals, all human beings are the same in this regard. Without the love and care of a mother, a baby would survive only a few days. Because of this deep dependence on others during childhood, humans naturally develop attachment from a biological point of view. This is something humans share with other mammals and birds. To survive in the beginning, they need care from others. They experience strong feelings of connection and attachment. Even when it's not full attachment, they still feel a sense of closeness to others. But this is different from creatures like turtles and butterflies that leave their offspring behind. These animals do not return to care for their young, and they don't seem to have any caregiving period at all. This raises doubt about whether they can feel attachment. Not long ago, during a talk at Oxford University, I jokingly suggested that scientists in the audience should study whether animals that don't need to care for their young actually recognize them as their offspring. I admitted I had doubts about this myself and said I would be interested in the results of such research. For humans, because the caregiving period lasts so long, the attention and connection from others becomes clearly important. According to recent research, physical contact from a mother or caregiver plays a vital role in a child's brain development. Modern psychology confirms that the love and care given during infancy and childhood have a deep impact on emotional and psychological growth. Studies also show that those who lacked attachment in childhood tend to feel more insecure later in life. A few years ago, I learned about a program in a poor region of Latin America that aimed to improve care at an orphanage. The program was based on scientific experiments and psychological research. The actions taken were simple yet meaningful. They were designed to show how human warmth and attachment are essential for both mental and physical development. These included placing children in small bedrooms so they could stay close to one another, forming small caregiving groups to create family-like relationships, and encouraging caregivers to maintain lots of physical contact with the children. Caregivers were also encouraged to talk to the children while changing their clothes or diapers and to maintain eye contact. Such simple actions had long-term positive effects on the children's lives. In childhood, humans depend greatly on others. This dependence doesn't end in adulthood. When facing difficulties, people seek help from others, for example, when sick, they go to a doctor. The warmth and emotional support from others continues to play a key role in physical health throughout life. Recovery from illness does not only come from correct medication or chemical injections. It also comes from being cared for with sincere attention and compassion. When I underwent gallbladder surgery in Delhi, this truth became even clearer. Though it was expected to be a minor surgery lasting only 20 minutes, complications made it last 4 hours. I had to stay in the hospital for 3 or 4 days to recover. The doctors and nurses took very good care of me. I still remember feeling happy and smiling during those days. It was clear that their warm, human care helped me recover more quickly. At the end of life, too, we deeply rely on the warmth and compassion of others. Dying in the presence of loving and caring people brings far more peace than passing away in a cold and lonely environment. From a purely logical view, one might argue that the emotional state of others cannot affect the person who is dying. But at the moment of passing away, we rely heavily on the warmth and compassion of others. Dying in a peaceful and loving environment, surrounded by people who care for and are emotionally connected with the person, is far better than dying in a cold and isolated setting. From a strictly logical point of view, it may seem that others' attitudes toward us at the moment of death have no real effect on our own condition. However, as life transitions, the presence of love and connection matters deeply. Even if one is unconscious or no longer responsive, compassionate care and warmth still leave an impression, for the person leaving this world and for those left behind. We humans are born into the world needing care, and we go out of the world still needing it. From the beginning to the end of life, the stream of joy is deeply connected to compassion. That is why it is said, the source of joy is compassion.